အားလုံးပဲမင်္ဂလာပါရှင်။လာမယဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ချွတ်ချော်ပါရယ်။ကျမတို့ရဲ့ Channel ကနေဒီနေ့မှဆိုရင်တော့စာရေးသူအကဆောင်ရေးသားထားတဲ့ပညာသင်အဖော်ဆောင်တဲ့အယူဖို့တူ စာစဉ်၅ကိုထုတ်လင်းပေးမှာဖြစ်ပါရယ်။ပရိသတ်များအားလုံးကဇလန်းလေးကိုလိုက်ပါပြီးတော့နားဆင်လို့အားပေးပါအောင်နော်။ကျုပ်တို့ရမှာနာမည်ကြီးရဲ့အယူတယောက်ရှိလေသူ့နာမည်ရင်းတော့ကျုပ်လည်းမသိဘူးပြီးတော့လုံးကတော့ သူ့ကိုဘိုတိုလို့ပဲခေါ်ကြတယ်။ဒီလိုကယူနေတာ။ဒါပေမဲ့ရင်းရင်းလေးယူတာ။ဒါကြောင့်သူ့ကိုအယူဘိုတိုလို့ခေါ်တာ။သူ့ယူသွားပုံကလည်းထူးဆန်းတယ်လို့ပြောရမယ်။သူကအရင်တော့ကလူကျော်လူခန့်ပဲဗျ။စပားတွေပါပြီးပွဲစားလုပ်တယ်ပြောတယ်။ရုပ်ကလည်းရုပ်ရှင်မင်းသားရန်အောင်တို့လိုရှုံမျိုး။ပွဲစားဆိုတော့ငွေရလည်းရှိရဲ့ဗျ။ဒီခေတ်စကားနဲ့ပြောရင်ရုပ်ရှင်ရေရှမ်းလို့ပြောရမယ်။သူကောင်းစားတဲ့အချိန်ကော ကျုပ်တို့တော့မှတ်မိလိုက်ဘူးအဖွားပြောပြလို့သိလိုက်တယ်ရန်အောင်တို့လိုဘိုးကေကိုအရှိကဘုတ်တိုက်လေးညှက်ထားတယ်ရှက်အင်းကြီးအစင်းရခက်ဆက်စိတ်အကွက်ခက်ဆက်စိတ်လေးတွေဝစ်ပြီးအောက်ကပစိုးကိုမိဘကောက်နေအောင်တိုက်ပြီးဝစ်တာတယ်ဗျအဲ့ဒီတော့ငါဘိုးတို့ကပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ပေါ့ရွာမှာတော့ဘိုးတို့တစ်ဖက်သက်လိုက်ကြိုက်နေတဲ့မိန်းလေးတွေရှိခဲ့တယ်လို့ပြောတယ်ကျုပ်တို့အတိတ်တဲ့အရွယ်ရောက်တော့ဘိုးတို့ကအယူကြီးဖြစ်ပြီး အရင်ကရှမ်းအောင်တဲ့တူရီချောတယ်ဆိုတဲ့ရှုပ်ကအခုတော့တော်ပုံကြီးတယောက်လိုဖြစ်နေပြီ တနေ့လုံးဖရိုရွာလမ်းပေါ်မှာတယောက်တည်းစကားတွေပြောပြီးသွားလာနေရဆိုပြီးတူတဲ့အိမ်မှာထမင်းဝင်တောင်းစားသွားတယ်လူတွေရလေဘိုးတို့အကုန်သိကြတယ်ဆိုတော့ကျွေးကြမွေးကြပေါ့ဗျာအရင်တော့ကဘိုးတို့ကကျုပ်တို့အိမ်မှာတော့ထမင်းဝင်စားတယ်နောက်ပိုင်းကျုပ်ကသူ့ကိုအသက်ကုန်နောက်ပြောင်တော့မှဝင်မစားတော့တာကျုပ်တို့ကလည်းကလေးဆိုတော့ဘာသိမှလဲဗျာ အယုံမြင့်စကြင်နာကိုကြောင်းသွားကြောင်းပြတ်တဲ့အချိန်မှပဲဖြစ်ဖြစ်ဘိုတိုးနဲ့ကြုံနာနဲ့အယုဘိုတိုးအယုဘိုတိုးဆိုပြီးဝိုင်းအော်ပြီးတော့စနောက်တယ်ဘိုတိုးကအယုပါဗျသူ့ကိုအယုလို့ပြောရင်သူသိရင်ကျတော့စတာမခံနိုင်တော့ဘူးဆိုဂဲလောက်ောက်ပြီးအနောက်ကလိုက်ပြတော့တာပဲကျတော့ကတော့အယုလိုက်ပြီဆိုပြေးကြလွှားကြနဲ့ပြောကြတာပေါ့ဘိုတိုးမစပါနဲ့ငလင်းရင် သူ့ဘဝတနာဖို့ကောင်းနေအဖွားကတော့ ကျုပ်ကိုအမြဲတမ်းနားချရီကျုပ်ကတော့အဖွားပြောတော့လေဟုတ်ကဲ့ပေါ့ဗျာကျောင်းကပြန်လာတဲ့ကျုပ်ကိုအဖွားကထမင်းဟင်းနဲ့ခုခတ်ကြည့်တယ်ဒါနဲ့ဖွားပိုတော့ဘာဖြစ်လို့ယူနေရလဲဟင်းသူများလှုပ်လို့ယူတယ်လို့တော့ပြောတာပဲငလိငိသူများအဲ့ဒီလိုယူအောင်လှုပ်လို့ရတယ်တဲ့လားဖွားရတာပေါ့ကွာပိုတော့တစ်ချိန်လုံးကဒီလိုမှမဟုတ်တာရုပ်ရှင်မင်းသားရှမ်းအောင်လို့လို့ရေအောင်လို့လို့ဂိုင်မျိုးနဲ့မြည်ရဲ့ ရွာမှာအတော့လဲစမ်းပွင့်နေလူအဲ့ဒါကြောင့်လေအခုလိုဖြတ်တာပေါ့အဖွားကျုပ်တော့ဖို့ဟင်းကခတ်ထဲပြေးနေရင်ဘိုးတော်ကနည်းနည်းရှုပ်တယ်ငလင်ရဲ့တက်ခါတော့ညောင်တပြေရွာကကရမတယောက်နဲ့သွားပြီးတော့ချေဆိုင်ကြီးကရမလေးကလည်းချောလိုက်တာဟဲ့ထထမဟုတ်အတိုင်းပဲသူ့နမည်တော့ဘာပါလိမ့်အဖွားတော်မိနေပြီအဲ့ဒီကရမလေးနဲ့ယူတော့မလို့ဖြစ်ပြီးတော့မှဘိုးတော်ကမယူတော့ပဲစာသေးကျောင်းတော့မင်းလေးတယောက်နဲ့ ထပ်ပြီးချစ်ကြိုက်တယ်ဆိုပဲအဲ့ဒီမိန်းလေးနဲ့ယူမဲ့ကြောင်းကရင်မလေးတီးတော့ဘိုတို့ကိုယူအောင်လှုပ်ထည့်လိုက်တော့တာပဲယူအောင်လို့ဆေးခတ်တာလားဖော်ဘယ်ဟုတ်မှလဲအဲ့ဒီကရင်မလေးကဝမ်းလွတ်ပါလို့လူတွေကပြောတယ်ဝမ်းထဲမှာဘာပါတာလဲဟင်ခတ်လိုက်တာငလင်းဟင်ဝမ်းထဲပါဆိုတော့မွေးတွေကစုံပြညာတွေတက်တက်လူကိုပြောတာဟဲ့အသက်ကြီးမှစုံပြညာတက်တက်လူတွေထက် ဝမ်းနဲ့ပါတဲ့လူတွေပိုပြီးအစွမ်းထက်တာလေကယမလည်းရက်ဆက်လိုက်တာဗျအဲ့ဒီလိုပြောလို့လေမရဘူးငယ်လေးငယ်အစကကယမနဲ့တော့ယူမလို့ဖြစ်ခဲ့တာဘယ်နည်းဘယ်တော့လက်ထပ်မဲဆိုပြီးတော့ရက်ရွေးပြီးနေပြီလူငယ်ဘာသာဘာဝအချင်းချင်းလုံလုံကျွတ်ကျွတ်ဖြစ်ခဲ့ပြီးပြီထင်ပါရဲ့ဘိုးတိုးတို့ကပတ်ဆက်ရှိတော့အဲ့ဒီကယမလေးတို့ကို ရော်ကြီးတွေပေးလိုက်ရသေးတာလေဒါဆိုရင်တော့ဘိုးတို့အမဘောအဖွားရဲ့ နေရငဲပါသေးအင်္ဂလိပ်ငယ်ကိစ္စတကူမှားရင်မှန်တယ်လို့နေမဆုံးဖြတ်တတ်သေးဘူးဟဲ့ကျော်လဲဆက်ဆာနဲ့ထမင်းနေကျုံစားပြီးဒါနဲ့ဘို့တို့ကိုကုလို့မရဘူးလားအဖွာကျောင်းကဆရာမတွေပြောတာယူနေတဲ့လူတွေကိုစိတ်ချမ်းမကြီးစေယုံတို့အယူထောင်တို့ပို့ရင်ကောင်းသွားတယ်တဲ့အဖွာရဲ့ဘို့တို့မိဘတွေကပတ်ဆက်ရှိရဲ့လူတွေပဲကွမကူဘဲနဲ့နေပါမလားရန်ကုန်ကိုတုံးလေးကပို့ပြီးကုတယ်ဒါပေမဲ့ပတ်ဆက်ကုန်တာပဲရှိကြီး ဘာမှမတက်တာလို့စေယုံကနေပြန်ဆင်းလာခဲ့ရပြီအဲ့ဒီတော့ကရိုးရိုးတက်တက်ယူရလို့ထဲတာပေါ့နောက်ပိုင်းတိတ်မတဲ့ကလို့ပျောကစီရောက်ရပါရင်နေသွားပြတော့မှ သူများလောက်ထားလို့ယူနေမှတိတာဟဲ့ဒါဆိုပျောကစီရောက်ရလေကုလို့မရဘူးလားသူတို့ပြောတာတော့ဘို့တို့ကုမရအောင်လောက်ထားတယ်လို့ဆိုပြီးအဲ့ဒီကရင်မကိုသွားတောင်းမှဆိုရင်ရောဗျာကရင်မလေးကအဲ့ဒီကိစ္စတွေဖြစ်ပြီးတော့ ရှက်ရှက်နဲ့ရွာကတမိသားစုလို့ပြောင်းသွားကြရည်ဆိုတာပဲအေးလေသူတို့လည်းရှက်ရှက်မှာပေါ့အာလုံးလူသိရှင်ညာဖြစ်နေပြီပဲဟာဘယ်ကိုပြောင်းသွားသလဲဆိုတာတော့မသိကြဘူးပြောတယ်ဘောကလေးဘက်ဆိုလားဖာဖုံဘက်ဆိုလားပြောကြတာပဲသွားပါပြီဗျာဒါဆိုဘိုးတို့ဘလို့မှကိုမရတော့ဘူးပေါ့နော်ကိုမရလို့ပဲဘိုးတို့ယူတာနဲ့တက်တက်ရှိပြီပေါ့ငလင်းရဲ့ကဲစားမှသာစားစမ်းမှာဟင်းကားရေအေးကုန်တော့မေး အဖွားလည်းရစားလို့တိတ်ကောင်းတာပဲဗျာစားတော့နေတော့ကျောက်တုံးနဲ့အတူတူနေတယ်ဒေါ်သေးသေးကအိမ်ထဲဝင်လာတယ်ဒေါ်သေးသေးကအဖွားသမီးအငယ်ဆုံးပေါ့ဗျသူ့မွေးခင်စားတော့ခေါတေးသေးကလေးမို့လို့တေးသေးလို့ခေါ်တာတဲ့သူယောက်ျားဦးနေထုံးကားလိုက်နေတဲ့အချိန်ဆိုရင် ကျောက်တုံးနဲ့တူတူနေရပြီအမေရင်အမေဟဲ့တေးသေးအလဲတကြောင်နဲ့ဘာဖြစ်လာတာလဲဟဲ့ဘာဖြစ်ရမလဲအမေရင်ဘိုးတို့ကိုကူဖို့ ။မန္တလေးရဆရာကြီးတယောက်ရောင်းနေရဆိုပြီးငါတော့တိတ်မထက်မအောင်အေး။သူ့ကိုကူဖို့လာကြတာပဲမနေတော့ဘူးမှတ်လား။ဒီဆရာကြီးကတခြားဆရာကြီးနဲ့မတူဘူးတဲ့အမေရဲ့။ဒီဆရာကြီးကသူများလုံးလို့ယူတဲ့လူတွေကို အထူးစပယ်ရှယ်လိုက်ကူပေးနေရလူတဲ့အမေရဲ့။အခုတော့မန္တလေးကမနေပင့်လာရတယ်ပြောတာပဲ။ဒီညနေသူတို့အိမ်မှာကုမယ်တဲ့ငါတော့သွားမကြည့်တော့ပါဘူးတိတိရေအစောကပြောပြသားမှလားဘိုးတို့ယူတာက ဘသူကုကုကုလို့မရဘူးတဲ့အဖားမသွားချက်ပြိမိကျောက်ကသွားချက်နေပြောင်းဒေါ်သေးသေးလည်းသွားမဲ့ပုံမင်းညနေရောက်တော့ဒေါ်သေးသေးနဲ့တူကျောက်ကလိုက်သွားလိုက်တယ်အချိန်က9နာရီလောက်ရှိမယ်ထင်တာပဲဘိုးတိုးတို့အိမ်ကပတ်ဆက်ရှိရဆိုတော့တကယ့်ကိုအိမ်ကြီးရခိုင်ပေါ့ဗျာအယောက်ထက်မှလည်းဧည့်သည်တွေရှိရင်အိမ်မော်ကိုတက်သွားတော့ဖယားကန်ထိတ်မှအဲ့ဒီဆရာကြီးဆိုတဲ့လူကထိုင်နေရပါဆရာကြီးရှိမှတော့ ဘိုးတို့ကကုတ်ကုတ်ကလေးကိုထိုင်နေရွာလေးကလူတွေလည်းမနှဲဘူးပေါ့အေးကလေးဆိုလို့ကျုပ်တယောက်တည်းပါလေ9နာရီခွဲလောက်ကြတော့ပွဲတွေဘာတွေပြီးမိတွေဘာတွေထွန်းပြီးတော့ကုသရေးစားကြတယ်အဲ့ဒီဆရာကြီးပြောတာကမကောင်းတဲ့အတိုက်နဲ့လှောက်ထားလို့မကောင်းတဲ့အပုပ်ချိန်မှာရွေးလို့ရတာတဲ့သူကစေးချိန်လုံးကြီးနဲ့ဘိုးတို့ရဲ့ခေါင်းကိုဖိထားပြီးဘိုးတို့ကိုစစ်မေးပါတော့တယ်ဟိုစစ်တီစစ်စစ်ကြသေးရဲ့ဗျာဒါပေမဲ့နောက်ဆုံးတော့ ဆရာကြီးကခေါက်ခလိုက်တယ်။ဘိုးတော်အမေကတိတ်သိချင်နေပြီလေ။မရဘူး။အမကြီးရဲ့တောက်ကိုလို့မရဘူး။ဘလို့ဖြစ်တာလဲဆရာကြီးရဲ့။သူ့မှာဘာအားနည်းချက်ရှိလို့လဲ။အမကြီးရဲ့တောက်ကိုစုံးမတယောက်ကတစ်ချက်လို့တိုက်ထားတာဗျ။စုံးတိုက်တွေထဲမှာတစ်ချက်လို့ဆိုတော့အပြည့်စုံပဲ။ကုလို့မရဘူး။ကိုယ့်ရဲ့အမကြီးရဲ့တောက်တိတ်လိုက်မယ်။အဖွားပြောတာမှန်နေ။နောက်ဆုံးတော့ဘိုးတော်ကိုဘသူမှမကုနိုင်မယ်။ဒီရဲ့အတိုင်းပဲပြီးသွားတော့တယ်။ အဲ့ဒီဆရာကြီးကဘိုးတိုးတတ်တာအောင်လို့ဆိုပြီးစင်းညှောက်နေပေးသွားတယ်ဘိုးတိုးကတော့ထုံးစက်တိုင်းမင်းလမ်းတကာလှဲ့လို့တယောက်တည်းစကားတွေကိုပြောနေတော့မင်းဒီတခါတော့အဖွားစောအိမ်မက်ကိုလှဲ့ဝင်နေအဖွားစောကကျုပ်ကိုကြောက်ဖယုံယုံတွေထုတ်ကြည့်တယ်သူ့အိမ်မှာလည်းဧည့်သည်မပြတ်ဘူးအဲ့ဒီဧည့်သည်တွေနဲ့အဖွားစောကစကားပြောတယ်သူတို့ပြောတဲ့အထက်မှာယူအောင်ပြူစားတာတွေပါလိမ့်တာနဲ့ကျုပ်လည်းမနေနိုင်လို့ထမိတယ် တာနဲ့ဖွားဆုံးအယူဘိုတိုကတော့တကယ်ထူးဆန်းနေပြမနက်လေးအယူအထုကုဆရာကြီးလာကုရတော့မှကုမရဘူးတဲ့ဗျာကုမရတာတော့မဟုတ်ပါဘူးကုလို့ရတယ်အဲ့ဒီဆရာကြီးပြောတာတော့တချက်လို့တိုက်ထားတယ်ဆိုလာပြီတချက်လို့ဆိုတာဆုံးတယောက်ကတည်ရင်တည် မတည်ရင်ယူဆိုပြီးတိုက်သွားတယ်အတိုင်းမထုတ်တတ်ရင်လူနာတည်ရင်တကယ်လို့အတိုက်ထုံးလိုက်ခဲလို့ရှိရင်လေတစ်ဖက်က တိုက်တဲ့လူကတည်တယ် မျက်နှာဆရာကြီးကလက်လျှောက်သွားတာသူ့ကြောင့်လူတစ်ပတ်သားတိတ်မဆိုးလို့ထင်နေဒါဆိုအဖွားဆောကဘိုးတို့ကို ကုနိုင်နေပေါ့နော်အနာတိတ်မတော့ဆေးရှိပြီပေါ့ဒါပေမဲ့ဒီကိစ္စကလူတစ်ပတ်သားရဲ့အသက်တိတ်နေအများကြီးပဲစိုက်နေတယ်ငလင်းရဲ့ပေါ့ပေါ့ဆဆလုံးလို့မရဘူးအဖွားဆောကုနိုင်မယ်ဆိုတော့ကျုပ်သိပါလိရွာမအဖွားဆောကအတော်ဆုံးပဲမဟုတ်လားဗျနောက်ပိုင်းတော့ဘိုးတို့ကပို့ဖို့ဆိုးလာပြီအယူရင်လာတယ်လို့ပြောရမှာလား အရင်ကတယောက်တည်းစကားပြောပြီးသွားရကားနေအခုနောက်ပိုင်းမိန်းကလေးတွေကိုတွေ့ရင်ခြေစကားကြိုက်စကားရီးစားစကားတွေလည်းပြောလာတယ်တချို့ဆိုဆွဲလာရန်လာလို့တည်းအရင်ကသူ့ကိုစားတဲ့လူကိုဂဲနဲ့လိုက်ထူတယ်အခုတော့ကလေးတွေတွေ့ရနေဂဲနဲ့လိုက်ထူတယ်မပြေမလွားနိုင်တဲ့ကလေးတွေဂဲတင်ကုန်တာပေါ့ဗျာတခါလေးចောင်းသားလေးတယောက်ကို အုံနေခဲနဲ့ကောက်ထုတ်လိုက်တာခေါင်းပေါက်သွားလို့တော်တော်ယော်လိုက်ရသေးရဲ့ဗျအဲ့ဒီနောက်ပိုင်းဘို့တို့ဒီတိုင်းလှုပ်မထားတော့ဘူး အိမ်ထဲမှာပဲပိတ်ထားကြီးဒါပေမဲ့လည်းမရပါဘူးဗျာဘိုးတော်ကသူ့ကိုပိတ်ထားလေလေတောင်းညံ့လေလေပဲဗျအိမ်ရန်ကိုကုတ်ဖတ်တက်ပြီးထွက်ရထွက်တယ်အိမ်ပေါ်တဲ့ဗတဲ့မကခုံချရင်လည်းခုံချတယ်ဗျအဆိုးဆုံးကတော့အိမ်ကနေလွတ်ထွက်ပြီးကျောင်းသူလေးတယောက်ကိုရီစားစက်ကလိုက်ပြောတယ်ကျောင်းသူလေးကလည်းကြောက်တော့ပြေးတာပေါ့အဲ့ဒါဘိုးတော်ကစိတ်ရောင်းဝင်ပြီးကျောင်းသူလေးကိုလဲပင်ညှက်တယ်လူတွေအတွေ့မြန်လို့တော်သေးရပေါ့ရရွာလူကြီးတွေလည်း ဘိုးတို့ကိုထိချုပ်ဖို့တော့လောက်ပါရီဘိုးတို့မရလေစီဝါရှာနေလို့သူ့သားကိုလှဲမကြည့်နိုင်ဘူးတခြားလူတွေကလေအယူဆိုပြီးဘယ်သူမှမကြည့်ပေးကြဘူးဒါနဲ့နောက်ဆုံးဘိုးတို့အမေကိုယ်တိုင် အဖွားစောစီကိုရှောက်လာတယ်ရက်ွက်လူကြီးတွေလည်းပါလာကြတာပါငလင်းကတခါပြောဘူးလေအမေစောကဘိုးတို့ရဲ့ရောကကုသပေးနိုင်တယ်ဆိုအေးလေအဲ့ဒါဘာဖြစ်လဲအဲ့ဒါဆိုဘိုးတို့ကိုပြန်ကောင်းသွားအောင် အမေစောကူပေးပါ။ကောင်းရင်တလောက်ကုန်းပါစီ။ကျမပေးပါမယ်။နင်တို့ငါတခါလေးပြောမယ်နော်။ဘိုးတို့ပညာတဲ့ကတချက်လို့အတိုက်နဲ့တိုက်ထားတယ်။တချက်လို့အတိုက်ဆိုတာကအတိုက်ခံရတဲ့လူကယူရင်ယူမယူရင်သိပဲ။ဘိုးတို့မေကခေါင်းငိမ့်နေ။သိပါတယ်အမေစောရဲ့။ဘိုးတို့ခုလို့ရရောက်ဒုက္ခပေးနေရကိုတော့ကျမဆက်ပြီးတိမခတ်နိုင်တော့ဘူး။နောက်ပြီးသူ့မှာသိကပ်ပါလေဆိုသိပါစေတော့ ကျမသားလေးကိုအယူဘဝနဲ့တသက်လုံးမြင်ရတာထက် သူ့ဘဝလေးအေးချသွားတာကိုမြေချင်နေပါပြီအမေစောရဲ့ဘိုးတော်အမေကပြောပြီးအောင်ငိုတော့တာပဲဗျမတည့်ရလူတွေကတော့မိဘတွေဖြစ်ပြီးရက်ဆက်တယ်လို့ပြောချင်ပြောကြမင်းကျုပ်ကတော့ဒီခန်းစားချက်ကိုနားလေတယ်ဘိုးတော်ရဲ့ဆုသမျှသူ့မိဘတွေတိုက်ခတ်ခံရတယ်မဟုတ်လားအခုဆိုကျုပ်တသက်ပဲရှိနေပြီဘိုးတော်အမေဒီဆုံးဖြတ်ချက်ချတာကိုကျုပ်ပြမလွန်ဘူးလို့တွေးရတယ် အဖွားစောကကောင်းနေလေအေးလေဒါဖြစ်ရင်လေရှေ့လာမယ့်နောက်ပြင်းနေကြရင်ဘိုတိုးကိုအိမ်ကိုခေါ်လာခဲ့အဖွားစောပြည့်စဲစရာရှိရာရီပြည့်စဲဖို့မှားလိုက်ပါသေးတယ်အတို့ပြောရရင်တော့လာပြင်းနေရှောက်လာရီအဖွားစောကလေဘိုတိုးကိုညာဘက်ကြီးချိန်လိုက်တယ်ဟိုဆရာကြီးကုတော်လို့အပုံချိန်မှကုလို့ရတာလားတော့မသိဘူးအဖွားစောကုတာပို့နောက်ကြရီညခေါ်နေကြောမှစကုရီအဖွားစောက နားရောလဲတကြီးကြီးနေပါ အချိန်တခုစောင့်နေပုံတော့ရှာတယ်ဘိုးတို့ဘလောက်စိုးတယ်လဲဆိုလူတွေကကြိုးတုပ်ပြီးဖတ်ခေါ်လာရတယ်အိမ်မော်ရောက်တာနဲ့ဘိုးတို့ကရုံးကန်နေအဖွားစောကဘိုးတို့ကိုတစ်ချက်ကြည့်ပြီးဗဇက်ပွားစီပွားစီလောက်လိုက်တာဘိုးတို့ငြိမ်ကြသွားပါတယ်သူ့အရှိရာစံပြင်ကို ပုတ်ပြလို့ဒီမှာလာထိုင်းလို့ပြောလိုက်တာဟာဘိုးတို့ကလာထိုင်းနေအဖွားစောကဘိုးတို့ကိုဖျားကရှေ့မှာကုတာမဟုတ်ဘူးသူတို့အိမ်ရှိကဝဒနာလို့လှောက်ထားတဲ့နေရာလေးမှာထိုက်ခိုင်းနေ ကျောက်တော့ဘက်အိမ်နေပုံစံကအဲ့ဒီလိုမျိုးပဲဗျ။နှစ်ထပ်အိမ်နေဆိုအိမ်မောတဲ့အရှိမျက်နှာစာမှာဝရဏလူကြီးလှုပ်ထားတယ်။အဲ့ဒီမှာလူကြီးခေါဆောင်တော့တစ်သားเจ้าလေးတွေအလောက်ကဖို့ပြီး ရိုက်ထားလေတော့ရှိတယ်။အဖွားစောကဘိုးတိုးရဲ့ငယ်တဲ့ကိုလမ်းနဲ့အုပ်ပြီးမျက်လုံးကိုမှိတ်လို့အာရုံခံနေ။နောက်တော့ခေါက်တကြီးကြီးသူ့ကိုလှုပ်တဲ့ကလေးမကတော့လူဘဝမှာမရှိရှာတော့ဘူး။ဒါကြောင့်လေတစ်ချက်လောက်ကတိတ်ဆွမ်းနေတာပေါ့။ ဒါဖြင့်ဘလို့လုံးမလဲအမေဆုံးတစ်ချက်လော့တိုက်ကဆက်ရင်ကျိန်စာရဲ့နှစ်ပိုင်းပါလေအခုငါဘို့တိုးကိုယူအောင်လုပ်ထားပြီးဆက်ကိုပဲထုတ်ပေးလို့ရမယ်ကျိန်စာကိုဖျက်ပေးလို့မရဘူးတဖက်လူကအတန်းနဲ့ရင်းပြီးကျိန်ထားတဲ့ကျိန်စာဆိုတော့ဖျက်ဖို့မလွယ်ဘူးအဲ့ဒီဆက်တွေထုတ်ပေးရင်ဘို့တိုးအကောက်ပြက်ဖြစ်သွားမယ်ဒါပေမဲ့ကျိန်စာရှိနေသေးတော့ဘို့တိုးတိတ်ကြကြနေရမှာတော့မဟုတ်ဘူးရပါတယ်အမေဆုံးကျမသားလေးကိုကောက်ကောက်မမော ပြန်ဖြစ်တာပဲလို့ချက်ပါလေ။သူနေရတာမနေရတာကတော့သူ့ကပ်ပေါ့လေ။အဖာဆော့ကကျောကိုစိတ်အင်တုံကြီးနဲ့ရေးတခွက်ခတ်ခိုင်းနေ။အင်းတော့ဆိုတော့ဒီဘက်ခက်လူတွေတိတ်မိလိုက်မှာတော့မဟုတ်ဘူး။ဆင်းနဲ့လှောက်ထားပြီးဇလားပေါ်ဆောက်ခွက်ကြီးတစ်ခု။အဖာဆော့တို့အိမ်မှာစိတ်အင်တုံကြီးတွေတော်တော်တုံးပါလေ။အဝိဒီဘာတွေစိတ်ရင်နေ။အခုခက်လို့ကော်ဇလားတွေဘာတွေနဲ့မစိတ်မင်းအင်းတော့နဲ့စိတ်နေ။ဈေးအပြန်လာလို့ အသေးနဲ့နေဘာတွေစေဖို့ကိုလေအင်းအောင်မဲ့တုံးနေအခုကျောကအသေးနဲ့တွေစေတဲ့အင်းအောင်အသေးလေးကိုရှင်းဖြစ်ပြီးရှူလာခဲ့လိုက်တယ်အင်းအောင်ကအချင်းတထောင်လောက်တော့ရှိမှာပါ အဖအစောကအင်းအောင်ကိုဝရဏအရေးလွတ်တဲ့နေရာမှာရွှေချရီဟိုနေရာရွှေလိုက်ဒီနေရာရွှေလိုက်နေလုံနေပါသေးရဲ့နောက်တော့မှအင်းအောင်ကိုငိမ့်နေအောင်ခဏချလို့ဘိုးတို့ခေါ်သွားတယ်ဘိုးတို့အင်းအောင်အရှိမှာစောက်ကြောက်ထိုက်ခိုင်းပြီးတော့အင်းအောင်လေးကိုကြည့်ခိုင်းတယ် ကျောတို့လည်းကြည်မှန်လို့တော့အဖွားဆောဟာလက်ကပြရီနောက်မှသိရတာကလားပြည့်ကြီးရဲ့အရေးကိုအင်းတော်မှထင်အောင်လုပ်တာလေဗျရေမျက်နှာပြင်ပေါ်မှာထေကျန်ကြီးရဲ့လားပုံကို ပိုတို့ကိုကြည့်ခိုင်းနေထူးတာတော့ထူးတယ်ဗျည9နာရီလောက်ဆိုလားကဘလို့လုပ်ပြီးကောင်းကင်အပေါ်တဲတဲမှ ရှိမှလေဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလားပြည့်ရဲ့ပုံရိပ်ကအင်းတော်ထဲမှာပေါ်နေတယ်အဖွားဆောမြပညာနဲ့လှုပ်ထားတာလားမသိဘူးဗျ အဖွားသောရေမျက်နှာပြင်ကလာပုံရိပ်ကိုလက်ညှိုးထိုးပြပြီးဘို့တို့သုံးလေးခုမေးတယ်။မေးတာတော့တခြားမဟုတ်ဘူး။မြင်မလား။မြင်မလားဆိုပြီးဘို့တို့ကမြင်ပါလေမြင်ပါလေပေါ့။နောက်တွေ့ပလားတွေ့ပလားနဲ့ထပ်မေးရင်နောက်ဆုံးကြတော့တိပီလားတိပီလားလို့မေးပြန်တယ်။သုံးခုမေးလို့လည်းပြီးတော့အဖွားသောအမန်းနဲ့တခုရွတ်တယ်။ကြော်လဲအသေးစိတ်တော့မှတ်မှတ်မိဘူးဗျ။ဆန္ဒလာမင်းဆိုတာလည်းပါရီ။ငွေကြေးမင်းဆိုတာလည်းပါရီ။ ချင်းစရာချင်းကက်စရာကက် ထွက်စရာထွက်ဆိုပြီးဘိုးတို့ငယ်တဲ့ကိုလက်နဲ့တုံးညပုတ်ထွက်လိုက်တာအဲ့ဒီအင်းတော်ကြီးအဖြူရောင်အလင်းနေလက်ကနဲ့လက်ကနဲ့ထွက်လာပြီအဖွာစောကအင်းတော်ကိုလက်ညှိုးထိုးပြီးတော့ကောင်းငင်ကလောက်အောင်နှဲကြည့်ရဲ့အဲ့ဒီလိုလောက်တော့မှခိုးတာအင်းတော်ထဲမှာဝင်းလက်နေတဲ့အယောင်တွေကပျောက်သွားပါလိအဖွာစောပြောပြတာကတရားတိုက်ကိုလားရောင်ကိုကြည့်ပြီးလှုပ်ထားတာလေဗျအယူရောကဆိုတော့ လားနဲ့အများကြီးတက်ဆိုင်တယ်လို့ဆိုပြီးအခုကရင်မလှုပ်ထားတဲ့အယူဆက်ကိုထုတ်ပြပြီးဆက်ရဲ့အစွမ်းတွေကိုလည်းလောက်ပြန်အပ်လိုက်တာလို့ပြောတာပဲဘိုးတိုးကကုပိယနဲ့ငိုင်ငိုင်မျိုးထိုင်နေတယ်ပိယနဲ့ကလေးတယောက်လုံးငိုတော့တာပဲဗျအဖါစောကဘိုးတိုးကြောကုန်းကိုပုတ်ပေးပြီးတော့ငုံငုံတော်ဝါးကြီးသာငိုချလိုက်ဘိုးတိုးရဲ့ဘိုးတိုးကလည်းငိုတာပေါ့ဗျညရဲ့တွေဆိုဘူးစီလုံးကြီးလောက်ကို ရှိတာပါ အဖါစောကဘိုးတိုးအမေကို ဘာမှစိတ်မပူဖို့ပြောတယ်။အယူရရယောဂပြောက်ရင်ဒီလိုပဲငိုတတဲ့တယ်ဗျ။ဘိုးတို့ကအယူဖြတ်တာတော်တော်ကြပြီဆိုတော့တော်တော်ကြအောင်ငိုအောင်ပါလေဗျ။ဟုတ်လဲဟုတ်တယ်။ဘိုးတို့ကသုံးရက်လောက်ကြာတဲ့အထိတယောက်တည်းပဲငိုလိုက်။အဝေးကိုငေးကြည့်လိုက်နဲ့နေတာပါ။သုံးရက်ကျော်တော့မှသူ့အမေကိုစကားလေးပါပြီးပြက်ပြောတယ်။ဘိုးတို့ကအခုဆိုအကောက်ဖြတ်သွားပြီ။စပင်းလေးပါပြီးညှက်ပြီးတော့ရေမိုချိုတက်တန့်ပြက်ပြက်ဖြတ်သွားတယ်။ အရင်ကသူစိုးခဲ့မိုက်ခဲ့တာတွေကိုလေတောင်းမှမာနေတယ်လေအယူလောက်တာဆိုတော့အကောင်လုံးကခွင်းလို့ကြတာပေါ့ဗျသူမိအလုပ်တွေဘာတွေလေကိုလောက်ပေးသေးရင်ကျုပ်တို့လမ်းမတွေ့ရင်မုန်းနေပါတွေဝဲချွေးသေးရဗျကျုပ်တို့အရင်ကအယူဘိုတိုးဆိုပြီးစားနောက်ခဲ့ပြီမိအခုတော့ကိုကြီးဘိုတိုးဆိုပြီးရောပဲခေါ်ချတော့ဒီညနေကာလာသားတွေခတ်တယ်ချင်းဝိုင်းမှာကိုဘိုတိုးကဝဲခတ်တယ်သူကကောင်းမိမဲ့လေစိတ်တထက်နဲ့ရဲဗျဘယ်နေသိမလဲ ဘယ်နဲ့တင်မလဲဆိုပြီးစောင့်ကြည့်နေကြတာပေါ့တလားလောက်ကြတဲ့အထိကိုဘတို့ကဘာမှမဖြစ်ဘူးအရင်လိုဆွဆွပြပြပြဖြစ်သွားလို့ဒီလိုကြီးကတစ်ချိန်ကအယူကြီးပါလို့ပြောရင်တော့မှလူတွေရောမှာမဟုတ်ဘူးရွာလူတွေကတော့အဖွားစောပြောတာမှားတာလားဒါမှမဟုတ်ဘိုးတိုးအမိရရချေတာလို့ထိရောက်သွားလာလို့ပေါ့ဖောင်ကြီးเจ้าကဦးစိန်ကဘိုးတိုးအသက်ရှင်အောင်ဆိုပြီးတိပင်းနေဆိုက်ခိုင်းနေဖောင်ကြီးเจ้าဝင်နေ ဖယားစေးဒီဝင်းနေတဲ့မှာတစ်ပင်နေလှူခိုင်းနေညောင်တပြေရွာဘက်သွားတဲ့လမ်းလေးကိုမြေဖို့ပြီးတော့ပြစ်ခိုင်းနေရိုးချောင်းလေးကိုကူးတဲ့တရားကိုလေတက်သားတွေဖားနေနေခိုင်ခိုင်ခက်ခက်ပြက်ဆောက်ခိုင်းတာပါလူတွေကတော့ဒီကုသိုလ်တွေကြောင့်ဘိုတိုးအသက်ရှည်သွားတယ်လို့ပြောကြတာပဲတောင်းလေးလားလောက်ကြတော့ဘိုတိုးကိုသူ့အမေအိမ်တော်ချပေးဖို့တော့စိတ်ဆက်နေကျတို့ရောမင်းကလေးတော့မဟုတ်ဘူးရွာကမင်းကလေးဘိုတိုးကိုဘယ်ယူမှလဲတခြားရွာတရွာကပေါ့ဗျာ ဘိုးတို့အမေရဲ့ကျေးဇူးမကဲနဲ့မိန်းလေးတယောက်ပါဘိုးတို့မိန်းလာဆောင်မယ်ဆိုတော့တရော်လုံးကပျော်ရွှင်နေကြတယ်ဒါပေမဲ့မိန်းလာဆောင်မှုတပတ်လောက်အလုံးမှာပင်ဘိုးတို့တယောက်တိတ်သွားတယ်တိတ်သွားတာလေစမ်းနေပြအဲ့ဒီနေရာလာပြင်းကြီးကြီးပါဘိုးတို့ကညနေဆောင်တော့ခေါင်းမှုတယ်ဆိုပြီးအိမ်မော်တက်ကိုတက်သွားတယ်ညတကောင်လောက်သွားခေါ်နှုတ်ကြည့်တော့အဲ့ရတဲ့မှာဆက်ဆက်ကြီးတိတ်နေပြီတဲ့ဗျမသိခင်ညရဲ့ရဲလဲကြားထားတယ်လို့ထင်ပါတယ် ကောင်းအောင်ပမာလေးညည့်ရည်တွေရွှဲလို့တယ်ဗျရွာလူတချို့ကတော့အိမ်နေရင်တိတ်သွားတယ်ဆိုတော့နှလုံးယောဂါလို့ရှုစားတယ်လူတချို့ကတော့ကရင်မရဲ့ကျိစာထိပ်ပြီးတိတ်သွားတာလေဗျကျုပ်ကတော့ဘာကြောင့်လဲဆိုတော့မဆုံးဖြတ်တတ်သေးဘူးဒါပေမဲ့အဖွားစောပြောတဲ့စကားဘယ်တော့မှတော့မှမဘူးအဖွားစောကပြောခဲ့ပြီးပြီမှတ်လားအယူပြောင်းရင် မကြောက်ရင်တိတ်မှာပဲဆိုတာလေဗျကျုပ်ကအဲ့ဒါကြောက်လို့ပဲလို့ထင်ပါတယ်ဘာပဲပြောပြော ဘိုးတို့ရဲ့ဖြစ်ကအဲ့ဒီတုန်းကကျတို့ရမှာဟိုးလေးတကြော့ကြော့ဖြစ်သွားပါသေးရဲ့ဟုတ်ကဲ့ပါကျမတို့ channel ကထုတ်လေးတင်ဆက်ပေးခဲ့တဲ့ပညာသိအဖွာစောနဲ့အယူဘိုတို့စာစင်ငါကတော့ဒီမှာနေပြုစုခဲ့ပြီဖြစ်ပါတယ်နားစင်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုတ်တွေ့ပါမယ်ရှင်